င်းနာရှယ်မစ်ဖြစ်တဲ့အတွက်ကြောင့်မျိုးသားလေးရဲ့ဝေယဝိစာလေးလက်ခင်းတာလေးပေါ့နော်ဒါတော့ထက်အတွက်အဓိကအခက်အခဲပါပဲကျွန်တော်ကတော့ဒါလည်းပက်ရှင်ရှိရှိနဲ့အာငါပြိုင်ပြီးပြီဆိုမှတော့လုံးဝအဆုံးစွန်တီဖိုက်တီးဆိုပြီးတော့လုပ်နေပါတယ်ဝင် join တဲ့အချိန်မှာတော့အိမ်ကအတိမပေးရနဲ့ဝင် join လိုက်တာပေါ့နော်အဲ city ပွဲမှာဝင်တာဖြစ်သွားတော့ကိုကဒါကိုဟိုကွယ်ဝှက်ထားလို့မရတော့ဘူးအဲဒီဒီပွဲအကြီးကြီးကိုကိုပြန်ရတော့မယ်ဆိုတော့သူတို့ပြောပြလိုက်တာပေါ့နော်ကိုကလည်းဒါအိမ်မက်တစ်ခုနေနေပေါ့နော်ဒါလုံးလုံးကြည့်ရဲ ယ်ဒါပဲရှိရှိနဲ့လှုပ်ရှင်တယ်လို့သူတို့ပြောတဲ့ခါကျသူတို့ကတော့အဲချက်မှဆိုလဲကလေးလေးရှိရယ်ဆိုတော့သားလေးကိုလဲဒါအမျိုးသားပဲခင်းချောင်းပေးနေရတယ်ကလေးရဲ့ဝေယဝစ္စပါညာသူပဲကုန်လှုပ်ပေးနေရပါတော့เนาะအင်းအောင်ရှင်မစ်တယောက်အနေနဲ့ပေါ့เนาะဒီလိုမျိုးလာပြိုင်မှုဆိုတာလဲအနောက်ကဒီလိုမျိုး support ပေးရဲ့အမျိုးသားမရှိဘူးဆိုရင်တော့ဒီမနေဘူးပေါ့เนาะဟောပါဒါသူ့ကိုလဲအများကြီးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အရင်ကန်ကောင်းမယ်ကန်ကောင်းတယ်အရင်ကန်ကောင်းတယ်အဲ့လိုမျိုး support နောက်ကပေးရလို့ရှိတာလေအားလည်းရှိရဲ့ ဟုတ်တယ်ပါလုံးရနာလေးဝင်လိုက်ရအချိန်မှာအရင် conference ရှိရယ်ပြီးတော့ဟိုအထက်လေးတော်တော်လေးသဘောကျတယ်အခုချက်ဝစ်ထားတာဆိုလို့ရှိရင်အဲဘာလဲဇမ်ဘီယာမြဆိုလားမသိဘူးဒီအဆက်လေးမမတို့ကဆင်ပြီးထားရယ်ပေါ့နော်အဲပိုပြီးတော့လှသွားတယ်လို့ခံစားရတယ်ပေါ့နော် main key တက်ကလည်းဒီရန်နာဝက်လိုက်မှပိုလှသွားတယ်လို့ပဲပေါ့နော်ညီမသမီးကလိုချင်နေတာပေါ့နော်ဥမာရောဒီစိတ်နှဲတော်မှာပေါ့နော်ဝင်လိုက်ကလေးကအဲ့လိုလေလက်ဝဲရတနာရဲ့အရန်ကိုတင့်တယ်ပြီးတော့ပြင်တာလိုချင်စရာတွေပဲတခုမှမလိုချင်တာဘူးမှမပြောတခုမ မရှိဘူး။ရှည်ရန်ကိုကြိုက်တယ်။ပြည့်လက်ရာတွေရောဒီလိုရွှေသားလေးရာအစာလေးအရန်ကိုဒီလိုလက်ရာမြောက်တယ်ပေါ့နော်။တည်တက်တယ်လှပါတယ်အဲအကြောင်းငင်းကြိုက်ပါတယ်။ဒီဇိုင်းတွေကအစာသူများလည်းမကြူဘူးပဲ။အဲ့လိုမခံစားရတယ်။ဟုတ်ဒီစိတ်နှန်းတော်ပေါ့နော်။ဒီနှစ်ပေါင်းအများများစွာပေါ့နော်။ဒီရေရှည်အောင်မြင်မှုတွေတည်တက်ပါစေ။အများကြီးတည်ထက်လဲပို့ပြီးတော့ အားပေးရပြည်သက်တွေလည်းများလာပါကြည်လို့ဆုတောင်းပါရယ်အဲတို့လည်းအောင်မြင်မိတာပါပေါ့နော်ဒီဇိုင်းတွေကလည်းတော့ဆန်းတယ်ပွဲတွေလည်းအများကြီးလုပ်နေရလဲထပ်လို့လည်းပြည်သက်အနေနဲ့ကြည်နေရပဲဆိုတော့လေဒီချက်ပို့ပြီးအောင်မြင်ပါစေလို့ပြောချင်ပါတယ် ဟောလိအနေနဲ့ဒီစိတ်နှမ်းတော်ဆိုင်ခွဲတွေအများကြီးလည်းဖွင့်နိုင်ပါသည်သူတို့ကလည်းအမှန်ပါပဲလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။ဒါကတော့ဒီအကုန်လုံးကတော့ညီမတွေအားလုံးကတော့ကြိုးစားကြတာနဲ့အတူတူပေါ့နော်။တယောက်ချင်းစီကတယောက်ချင်းစီကလည်းနှားတယ်။တယောက်ချင်းစီမှာလည်းသူရဲ့ effort စိုက်ထုတ်မှုတွေကလည်းပြင်းထန်နေဖြစ်လာတာပေါ့နော်။ဒါကတော့အဓိကအခက်အခဲကတော့ဒီ မြင်ထားရဟိုအိမ်ဆောင်ရှင် miss ဖြစ်တဲ့အတွက်ကြောင့်မလို့တားလေးရဲ့ဝေယဝိစာလေးလိမ့်ဟင်းတာလေးပေါ့နော်ဒါတော့ထက်အတွက်အဓိကအခက်ခဲပါပဲကျွန်တော်ကတော့ဆက်လက် passion ရှိရှိနဲ့အာငါပြင်ပြီးပြီဆိုမှတော့လုံးဝအဆုံးစွန်တိ fighting ဆိုပြီးတော့လုပ်နေပါတယ်ခလီနေနေရလဲပေါ့နော်ဒီပေါ့တိုင်ပွဲကာလာနောက်လျှောက်လုံးမှာအာစူးစားတယ်စီကန်းချက်တွေလိုက်နာတယ်ပြောလို့ရှိရင်ပွဲချိန်ရောက်တဲ့အချိန်ကိုလုံးဝဆွဲမလျှော့ဘဲနဲ့တိုင်ပါပါလို့ စော်ကြီးလာရယ်နော်အမေတို့တွေကစော်ကြီးလာအထက်ကအရင်အောင် share လာမယ်ဟုတ်ပါရဲ့ဟုတ်ဟုတ်ကဲ့ဟုတ်ဝင် join တဲ့အချိန်မှာတော့အိမ်ကအတိမပေးရနဲ့ဝင် join လိုက်တာပေါ့နော်။အဲ city ဘွဲ့မှာဝင်လာဖြစ်သွားတော့ကိုကဒါကိုဟိုကွက်ဝက်ထားလို့မရတော့ဘူး။အဲဒီဒီဘွဲ့အကြီးကြီးကိုကိုပြန်ရတော့မယ်ဆိုတော့သူတို့ပြောပြလိုက်တာပေါ့နော်။ကိုကလည်းဒါအိမ်မက်တစ်ခုနေနေပေါ့နော်။ဒါလုလုကြည့်ရဲဒါပဲရှိရှိနဲ့လုရှင်တယ်လို့သူတို့ပြောတဲ့ခါကျတော့သူတို့ကတော့အဲ ကဲထပ်မှဆိုလဲကလေးလေးရှိရယ်ဆိုတော့တားလေးကိုလဲဒါအမျိုးသားပါပဲခင်းချောင်းပေးနေရတယ်ကလေးရဲ့ဝေယဝစ္စပါညာသူပဲအကုန်လုပ်ပေးနေရပါတော့เนาะအင်းအောင်ရှင်မစ်တယောက်အနေနဲ့ပေါ့เนาะဒီလိုမျိုးလာပြိုင်မှုဆိုတာလဲအနောက်ကဒီလိုမျိုး support ပေးရဲ့အမျိုးသားမရှိဘူးဆိုရင်တော့ဒီမနေဘူးပေါ့เนาะဟိုပါဒါသူ့ကိုလဲအများကြီးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အရင်ကန်ကောင်းမယ်ကန်ကောင်းတယ်အရင်ကန်ကောင်းတယ်အဲ့လိုမျိုး support နောက်ကပေးရလို့ရှိတာလေအားလည်းရှိတယ်လေဟုတ်တယ်ပါဆိုပြီးပါတော့ကိုယ်လည်းပြုံးခက်ခဲကြတယ် ုတ်အခက်ခဲတွေကတော့အများကြီးပေါ့နော်ဘာလို့လဲဆိုတော့ဟိုလီကအရင်တော့2006မှာကဒီ Miss Loka မှာဝင်ခဲ့ပြီးတယ်ပေါ့နော် Miss Bollywood ရခဲ့ပြီးတယ်ဒါပေမဲ့အဲ့ Loka နဲ့ဝေးသွားတဲ့အချိန်မှာအခုချိန်မှာပြန်ပြီးတော့လုတော့လုံးဝအစလုံးဝမသိတဲ့နေရာနေစပြီးဒီ Beijing Loka ဆိုတော့ဟိုလီတွေကအများကြီးအခက်ခဲရှိတယ်ပေါ့နော်အဲ့ခက်ခဲကြတဲ့ကနေပြီးတော့အကောင်းဆုံးစူးစမ်းမှာပါ အရင်တော့ခက်ခဲရအခုချိန်မှာအများကြီးထောက်ကူပြပါတယ်အရင်တော့ဆိုရင်ခလေးအတက်ငယ်တဲ့အချိန်မှာဟိုလိုမသိလိုက်ဘူးပေါ့နော်မသိလိုက်တဲ့အရာတွေအဲ့လိုပေါ့ experience တစ်ခုရောတစ်ခုပေါ့အရင်တော့မလုံလိုက်ရတဲ့အရာကိုဒီအခုချိန်မှာလုံလိုက်ရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေအတွေ့အကြုံလေးတွေပေါ့ အများကြီးတော့ပြင်ဆင်ကြရပါတယ်အခုတက်တော့ဒီ18ရက်နေ့ဆိုလို့ရှိရင် National Costume ကို rehearsal ရှိရယ်ပေါ့เนาะအဲ18ရက်နေ့ကြာလို့ရှိရင် National Costume Choir ပေါ့เนาะဒီဝိုင်းကြီးမတွေအကုန်လုံးကကြိုးစားထားကြတယ် contestant 35ယောက်လုံးကအားစိတ်ထုတ်ထားကြရဲ့အတွက်ကြောင့်မလို့ပရိသတ်ကြီးကလည်းဒီ National Costume Choir ကြာလို့ရှိရင်လည်းအာဒီထက်တော့ရဲ့ Universe Page ကနေပြီးတိုင်းရဲ့ live မှာဖြည့်တဲ့အတွက်ကြောင့်မလို့ဗီဒီယို live လည်းရှိရယ်ပေါ့เนาะအဲ့ဒီနှစ်ခုလုံးကနေပြီးတော့အားပေးကြပါအောင်လို့လည်းပြော ောချင်ပါတယ်အကုန်လုံး85ရောက်လောအားပေးပါလို့ပြောချင်ပါတယ်